အပြည့်ရဲ့တက်တန်းတိုးထားတဲ့စစ်ကောင်စီကနောင်ချိုမြို့နယ်တဲချိုကျေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ကလေးငယ်ပအဝင်ဒေသခံ၄ဦးသေဆုံးပြီး9ဦးထဏ်ရာရရှိခဲ့တယ်လို့မနေ့ကမေလ9ရက်နေ့မှာတအန်းတက်မတော် TNL ကထုတ်ပြန်ထားပါတယ်။မင်္ဂလာပွဲကျင်းပနေတဲ့တဲချိုကျေးရွာကိုပြီးခဲ့တဲ့မေလ10ရက်နေ့က တောင်ခမ်းရွာရှိအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မာဆခကိုတုံညာနှစ်ကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့လို့အသက်၅နှစ်အရွယ်ကလေးငယ်ပါဝင်ဒေသခံ၄ဦးသေဆုံးခဲ့ပြီးခုနှစ်ဦးထံရရရှိခဲ့တယ်လို့သိရပါဗျ။အပြစ်ခတ်ရဆဲရေးတက်တန်းတလတိုးထားတဲ့စစ်ကောင်စီကလက်နက်ကြီးပြစ်ခတ်တာလေချောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီးအစိမ့်ငွေဘုံတွေကိုပါအသုံးပြုနေတယ်လို့ TNL ကထုတ်ပြန်ထားပါဗျ။ မင်းရှင်းရဲ့ညနေပိုင်းမှာနောင်လင်ကျေးရွာနီးစစ်ကောင်စီတပ်နဲ့ TNL ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီက drone နေနဲ့ဘုံရှစ်လုံးအစိမ့်ငွေဘုံ၅လုံးလက်နက်ကြီးနဲ့30ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအုံမတိကျေးရွာကိုလည်းစစ်ကောင်စီကအစိမ့်ငွေဘုံတစ်လုံးကျဲချခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင် TNL ပူးပေါင်းတပ်ရှိရာတရက်ချိုကျေးရွာနီးကိုထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီမဆခ၉တုံညာနှစ်က drone နေနဲ့ဘုံ၅လုံး လက်နက်ကြီးနဲ့16ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒါအပြင်နောင်ချုံမြို့နယ်ရာပြင်ကျေးရွာနီးတိုက်ပွဲမှာလည်းဒရုန်းနဲ့ဘုံနှလုံးလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီကမေ6ရက်ကနေ31ရက်ထိအပြစ်ခတ်ရစဲမယ်လို့ထပ်မံတပ်တန်းတိုးထားပေမဲ့ TNL ပူပေါင်းတပ်ထင်းချုပ်ထားတဲ့နောင်ချုံမြို့နယ်ကိုတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ TNL ကအတည်ပြုထားပါရယ် တန်တက်မတော် TNL ကိုကန့်တက်မတော် MNDA အရခတက်တော် AA ညီနောင်မဟာမိတ်သုံးဘွဲ့ကငလင်တန်သိမ့်ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုထိုးစစ်ဆင်တာပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြစ်ရကာလမေလောက်ကုန်ထိကြေညာထားပါတယ်